ကျွန်တော်ဒီနေရာမှာပြောချင်တာကအရေးပေါ်အခြေအနေမှာတွေးယူခြင်းကိုဘလို့ထိ ंछ ုံမလဲဆိုတဲ့ခေါင်းစဉ်အကြောင်းပါတင်ဟာလမ်းပေါ်မှာလမ်းလျှောက်နေတဲ့သူတယောက်ဖြစ်နိုင်ပါတယ်တင်ဟာရင်တစည်းနဲ့တိုက်မိနေတဲ့သူတယောက်ကိုမြင်နိုင်ပါတယ်ခလီတယောက်လဲကြသွားတာတက်ကြီးရွယ်ဦးတယောက်လဲကြသွားတာနဲ့တွေးထွက်ပောက်ခွဲမှုကိုရုတ်တရက်မြင်ရနိုင်ပါတယ်ဒါဆိုရင်တင်ပါလို့မလဲသတိထားရမယ့်ပထမဆုံးအရာက တွေးယူနေတဲ့နေရာကိုဖိအားပေးဖို့ကြိုးစားပါဒါကတွေးခဲမှုကိုထိ ंछ ုံဖို့ကူညီတဲ့အရာတွေဖြစ်တဲ့အနေအထားတွေးပြနဲ့ တွေးခင်းမှုအကြောင်းအရာတွေကိုအထောက်အကူဖြစ်စေပြီးအဲ့ဒီနေရာမှာကယ်ဆယ်ဖို့လာရောက်နိုင်ပါတယ်။ဒါအပြင်တွေးပြနေတဲ့တွေးကြောကြီးသူမဟုတ်တွေးကြောလေးရဲ့အတွင်းပိုင်းကိုလျှော်နှဲစေသူမဟုတ်သိပ်ပင်နိုင်ပါတယ်။ဒါကြောင့်တွေးယူခြင်းကိုချက်ချင်းရပ်တန့်စေပါတယ်။အကယ်၍အနက်ဆိုင်ပြီးအဖွင့်ကြီးတဲ့တန်ရာခိရင်တန်ရှင်းတဲ့အဝိတ်ကိုယူပြီးခဲသွင်းပြီးနောက်ဖိအားကိုထိမ့်သိမ်းထားတာကလည်းတွေးယူခြင်းကိုအမြန်ဆုံးရပ်တန့်စေဖို့အထောက်အကူဖြစ်ပါတယ်။ထို့ပြင်တင့်တွင်အတွေ့အကြုံအနေငယ်ရှိလျင် တန်ရှင်သောအတူများကိုယူ၍ထောင်းနေခွေဟုခေါ်သည့်ချီနှောင်ခြင်းသည်တက်ရောက်သည့်ဖိအားတစ်ခုများသာဖြစ်သည်။ကျုံနီးစက်တဲ့နေရာမှာတန်ရရတဲ့နေရာကနေပုခန္ဓာနဲ့နီးစက်တဲ့နေရာမှာဥပမာလက်ချောင်းကိုထက်ထားတဲ့လူတစ်ယောက်ရှိတယ်ဆိုပါစို့။ဒါဆိုရင်သွေးပိမှုကလက်မောင်းကနေလက်ချောင်းကိုသွားပါလေ။ဒါကြောင့်ကိုခန္ဓာနဲ့နီးစက်တဲ့နေရာမှာဖိအားပေးတာကိုတိတ်ချစီပါ။ဒီလက်ချောင်းကိုသွေးပိမှုကိုယွန်းနေစီပြီးဒါကြောင့်သွေးထွက်တာကိုယွန်းနေစီပါ။ အမှန်တော့ကြီးစုနေသူတွေအကူအညီအခြားလူတွေရဲ့အကူအညီကိုရှာဖွေရန်စူးစမ်းပြီးအရေးပေါ်နံပါတ်တွေကိုခေါ်ဆိုပါအရေးပေါ်အကူအညီကိုအမြန်ဆုံးရောက်ရှိစေဖို့တည်ချာစေပါတင်းငယ်တဲ့တွေးထွက်ခြင်းဥပမာနှာခေါင်းတွေးထွက်ခြင်းလိုမျိုးဆိုရင်ဖိအားကိုနှာခေါင်းထိပ်မှထားပြီးလူနာကိုရှေ့ကိုကောက်ထားစေပါတွေးကိုမမီးရပါစက်ကိုဖွင့်ပြီးအသက်ရှူစေပါတွေးကအစာအိမ်ထဲမဝင်ရအောင်လာလာမဖြစ်စေပါ ဒီ PR ကိုအ ਨੇ ဆုံးက5မိနစ်ကြာပြီးလဲတွေးထွက်ခြင်းမရက်ဘူးဆိုရင်အဲ့ဒီအချိန်အတွင်းလူနာကိုအနည်းဆုံးဆေးရုံသို့မဟုတ်အရေးပေါ်ခန်းကိုအမြန်ဆုံးပို့ဆောင်နိုင်ဖို့တည်ယူပို့ဆောင်ရေးကိုစီစဉ်ဖို့စ조사ရပါမည်အရေးပေါ်အခြေအနေမှာတွေးထိန်နီလန့်တွေကိုပုံမတိရှိလိုပါကကျွန်ုပ်တို့ကိုဆက်သွယ်ရန်အခွင့်ရှိပါသည်ကျေးဇူးတင်ပါသည်